2015နှစ်နိုဝင်ဘာလ28ရက်ဒီနေ့တောက်ကြနေ့အတွင်းခုနှစ်အသားမီးအလုံးလိုတဲ့ numerology ကဏ္ဍပင်ရင်းရကတော့တန်တရားကကိုယ့်ကိုမျက်နှာသာပေးတဲ့နေ့ပါပဲဆုံးရှုံးထားတဲ့အခွင့်အရေးတွေပြန်ရမယ်မိတ်ဆွေသစ်တွေအလုပ်အစီအစဉ်သစ်တွေအခွင့်အရေးသစ်တွေပေါ်မယ်စာချုပ်တွေရှောက်လာလက်မှတ်ရေးထိုးတာအောင်မြင်မယ်ငွေပေးဥကိစ္စတွေပြင်နေသွားပါလိမ့်မယ်တုံးတဲ့လူအမျက်ဖြစ်တာလားဒေါသဖြစ်တာတွေလည်းပြေပြောက်သွားလိမ့်မယ် ကောင်းသောအခွင့်အမ်းနေနေရှိတဲ့နေ့တို့နမိတ်ကောင်းဖတ်ရပါတယ်ဒီနေ့မှာခொနည်းသားမိတွေအားလုံးကံထူးကောင်းမှုလို့တော့ကတော့မနေ့စောစောမျက်နှာသိတဲ့အခါမှာမျက်နှာသိတဲ့ရေထဲကိုအနီအောင်ပန်းမှုတွေတပွင့်ထပ်ပြီးမျက်နှာသိချင်းအပြင်တနေ့တားလုံးမျက်နှာပွင့်လမ်းပွင့်စမ်းပွင့်ကံပွင့်မှာနေမယ်ထို့တူဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ပညာရေးထူးချွန်မှုလို့တော့ဆိုရင်တော့တိနာရှင်ဆရာလေးတစ်ပါးကိုဒီလိုနေ့မျိုးမှာစွန့်စံတပြီလှူလိုက်ပါခင်ဗျာ ကျနေဖွားမြင်တဲ့ရင်သွေးရဏာဤအတွက်ကတော့မာဘုတ်ဗေဒနိယတောက်ကြနေဘွားယာဇဘွားများဖြစ်ကြပါတယ်။ယာဇရဲ့သဘောအရထွန်းပေါက်ကြီးဘွားအောင်မြင်ပါလိမ့်မယ်။ထို့တူအမိဘဆရာသမားတို့ကိုလည်းအကျိုးပြုပါလိမ့်မယ်။ဒီနေ့မှာအကြောင်းတဲ့မွေးနေ့ရှင်တွေအတွက်ကတော့ကန်တရားရဲ့အထူးအခွင့်အရေးပေးဖို့လို့အတွက်အဋ္ဌံပြီးတော့မြတ်စွာဘုရားရှင်ကိုအသီးမျိုးစုံနဲ့ဆွံ့ကပ်ပါ ဆွမ်းကံဖုန်းကြီးတွေကိုအသီးမျိုးစုံလောင်းလှူပါမိမိကကြီးခဲ့တဲ့သူတွေကိုလည်းအသီးနံနဲ့ကတော်ချင်းအဖြစ်ကောင်းကျိုးများစွာရပါလိမ့်မယ်ခင်ဗျာအကျိုးပေးဆွမှုကဏ္ဍကတော့၄ကဏ္ဍဖြစ်ပါတယ်ခင်ဗျာငွေကန်းအထူးပေးအထူးအကျိုးပေးဖို့အတွက်ကတော့ဒီနေ့မှာခိုးရင်ခန့်တွေကိုဘယ်လက်နဲ့အစာကျွေးပါဈေးခေါ်နတ်ခေါ်ဖြစ်ဈေးအောင်ကောင်းမှုအတွက်ကတော့ဈေးဆိုင်ရှိမျက်နှာသာကိုထွက်ပြီးတော့တရားအနေနဲ့ကျက်ပတ်လိုက်ခြင်းအပြင်တိတိတသာရောင်းပန်းသာဝယ်ပန်းနှပ်ပါလိမ့်မယ်အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေကိုလည်း စတိဇွန်လေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်တိဒါသာအယောင်းအတွက်အယောင်းထွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူတွေအတွက်သူတွေအတွက်အစိုးအညံ့နေအားလုံးလွတ်အောင်တတဝဘေးမဲ့လွတ်တဲ့ကုသိုလ်တွေလုပ်လိုက်ပါခင်ဗျာကျမကြီးညံ့နေတဲ့သူတွေအတွက်ဓာတ်စာဖြစ်ကတော့ဒီလိုမျိုးမှာနွားနို့နဲ့ငယ်ဓာတ်စာဖြစ်တောက်ပြီးကျမဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချစ်ရဲ့မေတ္တာရဲ့အိမ်တော်ရဲ့ကိစ္စတွေအေးရမလို့တော့ကတော့ အချွေတဲကိုရေခဲနှုံးလေးတွေထည့်ပြီးမြတ်စွာဘုရားရှင်ကိုထူထမ်းလိုက်ပါခင်ဗျာ